လဝိယတနာတွေထုခွဲရောက်ကြပြီးငလင်ပေးတဲ့သူတွေကိုလူအုံမဲ့နေတိုးရဲ့ဇနီးတဲဆုမြတ်ရွှေပြည်သူများလုံးမမင်္ဂလာပါရှင်ဆယ်လီစပေး H ကနေပြလဲကြိုဆိုလိုက်ပါတယ်ခင်ပုံဖြစ်သူနေတိုးကိုတိုင်ဆင်ပေးထားတဲ့လဝိယတနာတွေကိုထုခွဲရောက်ကြပြီးတော့ငလင်ပေးတဲ့ပြည်သူတွေကိုလှူဒန်းသွားဖို့ပြင်ဆင်နေရကတော့ဇနီးဖြစ်တဲ့တဲဆုမြတ်ရွှေဖြစ်ပါတယ် နေတိုးတို့ဇနီးမောင်နှံကစိတ်ရင်းစေတနာအရန်ကောင်းမွန်ကြတဲ့သူတွေပဲဖြစ်ပါတယ်။အနုပညာအတန်းဝိုင်းကအဆင်မပြေကြတဲ့သူတွေကိုလည်းအမြဲတမ်းထောက်ပံ့ကူညီပေးလိရှိသူပါ။မတ်လ28ရက်နေ့မှာဖြစ်ပွားခဲ့တဲ့ငလင်ကြောင့်မြမပြည်သူတွေဒုက္ခပင်လေဝင်နေရတာအလုံးအသိပဲဖြစ်ပါတယ်။ဒီလိုမျိုးဘေးအန္တရာယ်ကြုံတွေ့နေရချိန်မှာနေတိုးကပရဟိတမင်းသမီးကြီးဖြစ်တဲ့မက်ခိုင်နင်းဝီစီမှာတိန်းတရာကိုလူတန်းခဲ့ပါတယ်။နောက်ထပ်လည်းဒုက္ခရောက်နေကြတဲ့ပြည်သူတွေကိုကူညီကယ်ဆယ်ဖို့အတွက်အဖက်ဖက်ကပါဝင်ကူညီခဲ့ရပါ။အခုချိန်မှာတော့သူတို့နှစ် ဦးကဒုက္ခမျိုးစုံကြုံနေရတဲ့ပြည်သူတွေရဲ့ဘဝကိုသိမြင်ခံစားပြီးတဲ့နောက်နောက်ထပ်လူဒဏ်မှုအတွက်စူးစမ်းပြင်ဆင်လာခဲ့ပါတယ်။ဒါကြောင့်မလို့သူတို့နှစ်ဦးပိုင်ဆိုင်တဲ့လက်ဝဲယတနာတွေကိုထုခွဲရောင်းချပြီးတော့လိုအပ်တဲ့နေရာတွေကိုထပ်မံလူဒဏ်သွားမယ်လို့ကြားသိရပါတယ်။ ရုပ်ရည်ချောင်းမလာပါသလိုစိတ်တဘောရာကောင်းမွန်နေနေတိုးရဲ့ဇနီးတဲ့မတ်သေးစုမြတ်ရွှေကတကယ့်ကိုဇနီးကောင်းပြီးသားသူလေးဖြစ်ပါတယ်။ဒီမအနေနဲ့ပိုင်ဆိုင်တဲ့လဝိယတနာတွေနဲ့ဥစ္စာပစ္စည်းတွေအပေါ်မှာတွေ့တာစိတ်မျိုးမရှိပဲခင်ပွန်ဖြစ်သူရဲ့ပါရမီကိုဖြည့်ဖို့အတွက်အမြဲကြိုးစားနေကြရပါအနေအထိုင်တည်ငြိမ်အေးဆေးသလိုခင်ပွန်ဖြစ်သူနဲ့လက်ထပ်ပြီးရဲ့နောက်ပိုင်းမှာလည်းလူမြင်ကွင်းမှာတိတ်မတွေ့ရပဲအေးအေးဆေးဆေးပဲနေထိုင်ကြရပါ နေတိုးတို့ဇနီးမောင်နှံကကြွားဝမှုတွေပြိုင်ဆိုင်မှုတွေမရှိပဲကိုယ်အလုတ်ကိုလုံနေတတ်ကြပါတယ် ်သူတို့ဇနီးမောင်နှံကချက်စရာကောင်းတဲ့ဂုံရှိန်တိုးဆိုတဲ့တားလေးတူကိုရရှိပြီးတော့ပျော်စရာကောင်းတဲ့မိသားစုလေးကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်အနုပညာလောကမှာအကယ်ဒမီဆိုတဲ့အများကြီးရထားတဲ့အနေတို့ကထိတ်တန်းမင်းသားတဦးဖြစ်တယ်လို့လိုအပ်လာရင်လဲစေတနာတရားတရားထက်သန်စွာနဲ့လှူဒန်းတတ်ပါတယ် အရင်ဤသူပဲဇနီးတဲ့မသည်စုမြတ်ရွှေကလည်းခင်မုန်းတဲ့ရဲ့ပါရမီဖြည့်ပတ်အဖြစ်အမြဲတမ်းရှိနေခဲ့ရပါဖြစ်ပွားခဲ့တဲ့ငလင်ကပေးကြီးမှပုံမထျောက်စွာလူဒန်းနိုင်ဖို့အတွက်အခုလိုမျိုးပိုင်ဆိုင်တဲ့လက်ဝဲယတနာတွေကိုရောင်းချပြီးတော့အလူဒါနာတွေပြုလုပ်သွားဖို့အတွက်စုံဖြတ်ခဲ့ကြပါတယ်။လေးစားချီးကျူးဖို့ကောင်းတဲ့တယောက်ဆောင်နေတို့တို့ဇနီးမောင်နိုင်ရဲ့စေတနာတရာတရားထက်သန်မှုတွေအပေါ်မှာပရိသတ်ကြီးတို့ရဲ့အမြင်ကိုလည်းပြောပြခဲ့ကြပါအောင်ရှင်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်။ ောက်တဲ့ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်နော်ပရိသတ်များအားလုံးကကြည်သုံးပါပြီးမှအကင်းလွတ်ဝေးကြပါစေရှင်